ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တီအောင်လည်းမင်္ဂလာပါဒါ2025-26ခုနှစ် England Premier League ပွဲစဉ်တွေရဲ့ယာဒီအဖွဲ့ပွဲစဉ်တရဲ့ feature တွေကိုထုတ်ပြန်လိုက်တယ်ယာဒီတစ်ဆိုတာထက်တရာဒီလုံးရဲ့ပွဲစဉ်အားလုံးကို Premier League ဘောလုံးပွဲချုပ်ကနေထုတ်ပြန်ကြေညာလိုက်တယ်ပွဲစဉ်တစ်မှာတင်အရင်ပြိုင်ပတ်ဟောင်းနှစ်သင်းဖြစ်တဲ့ Manchester United နဲ့ Arsenal တင်းတို့ကနှစ်သင်းထိပ်တိုက်တွေ့တဲ့ပွဲစဉ်ထွက်ပေါ်ခဲ့ပြီးတော့စိတ်ဝင်စားစရာအများကြီးပဲဖြစ်တယ်။ဒါပွဲစဉ်တိကနေ9အတွင်း8အတွင်းမှာအသင်းကြီးတွေထိပ်တိုက်တွေ့တဲ့ပွဲစဉ်တွေအများစုဖြစ်ပြီးတော့ Mikel Arteta ရဲ့ Arsenal အသင်းနဲ့ Ruben Amorim ရဲ့ Man United အသင်းကတော့အခက်ခဲဆုံး difficulty ratio rate မှာထိပ်ဆုံးပါရှိကြတယ်။သူတို့ရဲ့ရှစ်ပွဲကတခြားအသင်းတွေရဲ့ပွဲစဉ်တွေတော့ခက်ခဲတဲ့ ပွဲစဉ်တွေနဲ့ရင်ဆိုင်ရတယ်ဆိုတော့ပွဲစဉ်တမစခင်မှာပရီးမီးယားလိဂ်ကိုကျွန်တော်တို့ကလာမယ့်ဩဂတ်စ်လ15ရက်နေ့တောက်ကြနေ့မှာစမယ်ဆိုတော့ပရီးမီးယားလိဂ်ရဲ့ပွဲစဉ်တွေကိုတောက်ကြနေ့ကံမယ်စနေနေ့ကံမယ်တနင်္ဂနွေကံပြီးတာနဲ့တနင်္လာနေ့မှာကံမယ်ပထမဖေချာမှာ၄ရက်တိတိကံမယ်ပွဲစဉ်တကတော့လက်ရှိချန်ပီယံဖြစ်တဲ့အာနီစလိုရဲ့လစ်ပါပူရဲ့ပွဲပါသူတို့ကအိတ်ကွင်းအန်ဖီမှာ ဘုံပေါင်းကိုအိုက်ခံကစားရမှာဖြစ်တဲ့လီဗာပူးတင်းကသူတို့ရဲ့ပွဲစဉ်တွေကိုဘုံပေါင်းနဲ့ကစားပြီးတဲ့အချိန်စနေနေ့အစောဆုံးပွဲနေ့လယ်7:00နာရီခွဲမြန်မာစံတော်ချိန်ညနေ6:00နာရီမှာအာစတန်ဗီလာကဗီလာပတ်မှာနျူကာဆယ်ကိုရင်ဆိုင်ရမှာဖြစ်တဲ့ပြီးတော့မှပဲညနေ3:00နာရီမှာတော့နီးပြတဲ့သောမတ်ဖရန်ရဲ့ထော့တန်ဟော့စ်ပါကအင်ကွင်းမှာတန်းတက်လာတဲ့ဘန်လီနဲ့ခံရမယ် တော့ဒီနေရာမှာ Spurs ကနီးပြတည်ရဲ့ပွဲစဉ်တီကာသူတို့ရဲ့ Tottenham Hotspur ကိုမှကံမှာဖြစ်ပြီးတော့ Brighton နဲ့ Fulham, Northern Forest နဲ့ Brentford, Sunderland နဲ့ West Ham စတဲ့အသင်းတွေကတပြိုင်နဲ့ညနေ3:00ည8:00ခွဲမှာစပါးပွဲနဲ့အတူကံမှာဖြစ်ပြီးတော့မြန်မာစံတော်ချိန်ည7:00 UK မှာညနေ9:00ခွဲမှာ Wolverhampton ကိုမှ Manchester City တွားခိုင်းရပါပါ မစီဒီကပူပူနွဲ့နွဲ့ဒီနွေရဒီမခေါ်ထားတဲ့ Ryan Agnori ကတော့သူ့ရဲ့အသင်းဟောင်းနဲ့ပထမဆုံးကံမဲ့ competitive premier league ပွဲရဲ့ပွဲစဉ်မှာအဝေးကွင်းသွားရင်ဆိုင်ရမှာဖြစ်တယ်။တစ်ဖက်မှာတော့ Super Sunday မှာနှစ်ပွဲရှိတယ်။ London Derby ဖြစ် Chelsea အသင်းနဲ့ဘက်က Crystal Palace တို့ရဲ့ထိပ်တိုက်ပွဲပြီးနေအဲ့ပွဲက Stamford Bridge မှာကံပြီးတော့ တစ်ဖက်ကတော့ Manchester United ကအာဆင်နဲ့ Old Trafford မှာကမ်းမယ်ဆိုတော့ Chelsea ကအနည်းလေတနာယီညခုံပွဲမှာသူတို့ရဲ့ Stamford Bridge မှာ Anzo Maresca ရဲ့အသင်းကံရမှာဖြစ်ပြီးတော့မှာဒါတစ်ဖက်က Manchester United နဲ့ Ruben Amorim ကဒါ Mikel Arteta နဲ့ Arsenal ကို Old Trafford မှာ Sunday နောက်ဆုံးပွဲဖြစ်၄ပွဲမြန်မာစံတော်ချိန်ည7:00နာရီမှာကမ်းပဲပြီးတော့မှတနင်္လာနေ့မှာတန်းတက်လာတဲ့ Leeds United က Elland Road မှာ Everton နဲ့ကံရမှာဖြစ်တယ်ဆိုတော့ပွဲတွေကပွဲကြီးပွဲကောင်းတွေကြီးဖြစ်ပြီးတော့တကယ်ကိုစိတ်ဝင်စားစရာပွဲတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့အခု loss အနေထားရဒါအခုလက်ရှိအနေထားရ feature တွေထုတ်ပြတဲ့အချိန်မှာပွဲစဉ်1ပွဲစဉ်2ပွဲစဉ်3နဲ့အစဉ်လိုက်ရှိကြတယ်ဆိုတော့နံပါတ်1အနေနဲ့အခု rating ratio ရဲ့အချက်ဆုံးဆိုပြီးတော့သူတို့ခွဲခြားထားတဲ့ Premier League ရဲ့2025ခုနှစ်ပထမ၅ပွဲရဲ့ difficulty ratio ပေါ့လေ difficulty ratio ကို opta ကနေ analyze လုပ်ထားတဲ့အချိန်မှာ Manchester United အသင်းရဲ့ပထမ၅ပွဲမှာ Arsenal ကိုအိမ်ကွင်း ဖူလန်ကိုအဝေးကွင်း၊ဘန်လီကိုအင်ကွင်း၊မန်ချက်စတာစီးတီးကိုအဝေးကွင်းနဲ့ချဲလ်စီကိုအင်ကွင်းဆိုတော့မန်ယူနိုက်တက်ရဲ့ပထမ၅ပွဲမှာအာစနယ်ရဲ့မန်စီးတီးရဲ့ချဲလ်စီရဲ့၃တင်ပါပြီးသူတို့က94.80အခက်ဆုံး၅ပွဲမှာသူတို့ထိပ်ဆုံးမှာရှိတယ်ဆိုတော့သူတို့ရဲ့အင်ကွင်းမှာအာစနယ်နဲ့ကံမဲ့ဒါဘန်လီကိုကံမဲ့ချဲလ်စီကိုကံပြီးအဝေးကွင်းမှာစီးတီးနဲ့ဖူလန်ကံရမှာဖြစ်တယ် အဲ့နောက်မှာအာဆင်ကဒုတိယပွဲအချက်ဆုံးဖြစ်ပါဝင်တဲ့94.0မှာအာဆင်ကပထမပွဲကို Old Trafford မှာအဝေးခွင်ဒုတိယပွဲကအင်ကွင်း Emirates မှာ Leeds United ပြီးတော့မှာတတိယပွဲကို Liverpool ရဲ့ MV ခွင်သွားကန်ပြီးတော့စတုတ္တပွဲမှာတော့ Forest ကိုအင်ကွင်းနဲ့ပစ္စမပွဲမှာ Manchester City ကိုသူတို့အင်ကွင်းဆိုတော့အာဆင်ကပထမပွဲစဉ်၅ပွဲမှာအင်ကွင်း၃ပွဲ City ကိုအင်ကွင်း Liverpool ကိုအဝေးခွင် မန်ယူနိုက်တက်ကိုအဝေးကွင်းကမယ်ဆိုတော့သူတို့ကလည်းအသင်းကြီး3တင်းပါပြီးတော့မှအဲ့နောက်မှာဘုံမောက်အေဗာတန်တို့ကအဆင့်3-4နဲ့ပွဲချက်လီဗာပူးကတော့ပွဲချက်စင်းထဲမှာအဆင့်5နေရာမှာပွဲစဉ်5ပွဲအတွင်းရှိတယ်ဆိုတော့လီဗာပူးရဲ့ပထမဆုံးအိမ်ကွင်းကတောက်ကြနေမှာဘုံမောက်ကိုကန်ပြီးတာနဲ့ညူကာဆယ်ကိုစိတ်ဂျေးဆစ်ဘတ်မှာအဝေးကွင်းပွဲစဉ်3မှာအာဆနယ်ကို အန်ဖီမှာအိမ်ကွင်းပြီးတာနဲ့ပွဲစဉ်လေးမှာဘန်လီကိုအဝေးခွင့်နဲ့ပွဲစဉ်၅မှာသူတို့ဘက်ကအေဗတန်ကိုအိမ်ကွင်းဆိုတော့မာဆေးဆိုင်ဒါဘီပြီးတော့မှလီဗာပူးကဒီအာဆင်နဲ့အိမ်ကွင်းနဲ့ညူကာဆယ်အဝေးခွင့်ပါတယ်ဆိုတော့ဒါကအခုလောလောဆယ်အနေထားတော့ကျွန်တော်တခြားအသင်းတွေထဲမှာမန်ချက်စတာစီးတီးရဲ့ပထမ၅ပွဲမှာ ဟူဗာဟန်တန်ကိုအဝေးကွင်းထော့တနမ်ကိုအိမ်ကွင်းဘရိုက်တန်ကိုအဝေးကွင်းမန်ယူနိုက်တက်ကိုအိမ်ကွင်းနဲ့အာဆင်ကိုအဝေးကွင်းဆိုတော့မန်စီးတီးဘက်ကကြည့်တဲ့အခါမှာမန်စီးတီးလည်းအမှန်တိုင်းပြောရင်ထိုက်ဂိမ်းနေပါတယ်။ဒါကြောင့်လဲဆိုတော့ဝူးကဲအဝေးကွင်းရပြဿနာမရှိပေမဲ့စပတ်ကသူတို့ကိုဒုက္ခပေးလို့ရှိတဲ့ဒိန်းဖြစ်တဲ့သူတို့အိမ်ကွင်းပြီးတာနဲ့ဘရိုက်တန်ကိုအဝေးကွင်းကခတ်ခဲပြီးတော့မန်ယူနိုက်တက်ကိုအိမ်ကွင်းအာဆင်ကိုအဝေးကွင်းဆိုတော့သူတို့လည်း tight gain တွေပါတယ် Spurs ကတော့သူ့ရဲ့ပွဲစဉ်တစ်ကို Burnley ကိုအိမ်ခွင် City ကိုအဝေးခွင်ပြီးတာနဲ့ Spurs ကဘုံမောက်ကိုအိမ်ခွင် West Ham ကိုအဝေးခွင်နဲ့ Brighton ကိုအဝေးခွင်မှာကပ်မယ်အဲ့ဒီအမှာ Chelsea အသင်းက London Club အသင်း၄သင်းနဲ့ပထမ၄ပွဲကံပြီးတော့မှသူတို့က Old Trafford မှာအဝေးကွင်း၅ပွဲမြောက်ကံမယ်ဆိုတော့ London နေထဲမှာပထမပွဲ Crystal Palace ကို Stamford Bridge မှာကံမယ် ပြီးတာနဲ့ဝက်ဆန်ရဲ့လန်ဒန်စတေဒီယမ်မှာအဝေးကွင်းကမ်းမယ်ပြီးရင်ဖူဟန်ကိုစတန်ဖို့ဘစ်မှာပြန်ပြီးတော့ကမ်းပြီးတော့ဘရန်ဖို့ကို G-Tech Community မှာအဝေးကွင်းသွားကမ်းပြီးတာနဲ့ Old Trafford မှာအဝေးကွင်းကမ်းမယ်ဒါကအခုလလောဆယ်အနေထားရထမဆုံး၅ပွဲအခြေအနေဖြစ်တယ်ဆိုတော့အခုလလောဆယ်အနေထားရကျွန်တော်တို့ပြန်ကြည့်တဲ့အချိန်မှာပရီးမီယာလိပွဲစဉ်တွေထဲမှာ ဘူဆွဲဖို့ရေပန်းစားဆုံးဖြစ်ကျွန်တော်တို့ feature တွေထုတ်ပြီးတဲ့အချိန်မှာဘယ်သူကအပြည့် champion ဖြစ်နိုင်လဲဘလို့ခြေနေရှိလဲဆိုတဲ့အခြေအနေကိုတွက်တဲ့အချိန်မှာလက်ရှိ champion Liverpool ကို15လေး8လေးနဲ့ထိဆုံးမှာ champion ဖြစ်ဖို့ရေပန်းစားဆုံးဖြစ်ပေးထားတယ်။နှစ်ဆနီးပါးပြီးတော့မှ Manchester City ကလေးလေးကိုလေးနဲ့နှစ်ဆကြွကြော်လေးပေးပြီးတော့ Arsenal က9လေး2လေးဆိုတော့သူတို့က9ဆပွဲရှိတယ်။1 2 3ဒီ3သိန်းက1 2 3မှာဒါထိဆုံးမှာရေပန်းစားပြီးတော့မှာ ညူကာဆယ်က14လေးတလေးနဲ့အဆင့်၄ချယ်ဆီက18လေးတလေးနဲ့အဆင့်၅မန်ယူနိုက်တက်က28လေးတလေးနဲ့အဆင့်၆မှာရှိပြီးတော့အက်စတန်ဗီလာနဲ့ထော့တန်ကအဆင့်ခုံကို90လေးတလေးနဲ့ပူတွဲဖြစ်တယ်ဆိုတော့ဒီချိန်ထဲမှာပဲကျွန်တော်တို့တန်းစင်းဖို့တဲ့ထဲမှာဆန်ဒလန်ရဲ့ဘန်နီရဲ့ လီးစ်ယူနိုက်တက်ရဲ့တောမတ်စရန်ထွက်သွားတဲ့ကြောင့်ဘရန်ဖိုးနဲ့ဝူဗာဟန်တန်အသင်းတွေကတော့ဒါတန်းစင်ဖို့အတွက်ရည်ပန်းစားဆုံးအသင်းတွေဖြစ်တယ်။ဒါကအခုလောလောဆယ်အနေထားရပရီးမီးယားလီးဂ်ရဲ့ကျွန်တော် feature ဖြစ်တယ်ဆိုတော့ Premier League ကကျွန်တော်တို့ပွဲစဉ်တွေကို အခုလောလောဆယ်မှာကျွန်တော် UK မှာဆိုရင် Sky Sport ကရုပ်သံဖြစ်ပြတယ်ပြီးတော့မှ BT Sport ကျွန်တော်တော့ BT Sport ပေါ့လူက TND Sport ကရုပ်တံဖြစ်ပြတယ်တစ်ချိန်တည်းမှာပဲ Christmas ကာလမှာတော့ Amazon Prime ကနေရုပ်တံဖြစ်ပြတယ်ဒါကကျွန်တော်တို့ဒါ Premier League ပွဲစဉ်တွေကိုပြတယ်ဆိုတော့ပထမ International Break September မှာသွားခင်မှာတော့ကျွန်တော်တို့ Premier League ပွဲစဉ်တွေတော်တော်များများကတကယ်ကိုကြီးကောင်းကြရဖြစ်တယ်ပြီးတော့မှဂျာရဲကြမှာဥရောပချန်ပီယံလီဂ်နဲ့ဘာညာလာမယ်ဆိုတော့အခုလောလောဆယ်အထိတော့ကျွန်တော်တို့နံပါတ်1အနေနဲ့အာဆယ်ရဲ့ပထမ10ပွဲမှာအနိုင်ပြည့်အာဆယ်ကပထမ6ပွဲခတ်တော့ခတ်နေပြန်သူတို့ကဘာကြောင့်လဲဆိုတော့ပထမ6ပွဲမှာမန်ယူနိုက်တက်ကိုအဝေးကွင်းလီဗာပူးကိုအဝေးကွင်းမန်စီးတီးကိုအိမ်ကွင်းညူကာဆယ်ကိုအဝေးကွင်း ဆိုပထမ6ပွဲမှာသူတို့က၄ပွဲကတကယ့်ကိုပွဲချက်တွေဖြစ်ပြီးတော့ချန်ပီယံလီဗာပူးအသင်းပေါ်လေထိပ်ဆုံးချန်ပီယံဖြစ်နိုင်မဲ့၃သင်းကိုသူတို့သုံးသပ်ထားတဲ့ချိန်မှာလီဗာပူးရဲ့ပထမ6ပွဲမှာညူကာဆယ်ကိုအဝေးခွင်အာစနယ်ကိုအိမ်ခွင်အေဗာတန်ကိုအိမ်ခွင်နဲ့ချယ်ဆီကိုအဝေးခွင်မန်ယူနိုက်တက်ကိုအိမ်ခွင်သူတို့ကတော့ပထမ9ပွဲမှာပွဲကြီး9ပွဲပါတယ်ဆိုတော့လီဗာပူးကလည်းမပဲဖြစ်ဖြစ်ထိုက်ထဲမှာပါတယ်မန်ယူနိုက်တက်ကတော့ဒါထုံးစံတိုင်းပေါ့လေကျွန်တော်အခုလောလောဆယ်အနေထားရ အာစနယ်ကိုအိမ်ကွင်းမန်စီးတီးကိုအဝေးကွင်းချယ်ဆီကိုအိမ်ကွင်းအားကသူတို့ feature တွေမှာပါပြီးတော့မှလီဗာပူးကိုအဝေးကွင်းဆိုတော့သူတို့ကလည်းပထမ6ပွဲထဲမှာဆိုတော့တကယ်ပွဲချက်ကအာစနယ်ရဲ့ချယ်ဆီရဲ့မန်စီးတီးရဲ့လီဗာပူးရဲ့ပွဲကြီးတွေပါတယ်ဆိုတော့တကယ်ကို ထိုက်ဂိမ်းတွေဖြစ်တဲ့မန်ချက်စတာစီးတီးယားတော့အစောပိုင်းပွဲစဉ်တွေမှာလည်းသူလည်းမတိမတာကြက်တလိုလိုနဲ့သူလည်းကစားရခတ်တဲ့အသင်းတွေနဲ့တွေ့မယ်။ဒါတော့ပရီးမီယာလီဂ်ရဲ့2025 26ရာသီပေါ့လေ။ဆိုတော့ဩဂတ်စ်လ9ရက်10ရက်နေ့မှာ FA Community ရှိပြီး Crystal Palace Africa Champion နဲ့မနေ့က Premier League Champion Liverpool တို့ London မြို့က Wembley ကွင်းကြီးမှာကမ်ပီးတာနဲ့ရှေ့တပတ်တောက်ကြနေ August 15ရက်နေ့ Premier League တရားဝင် Officially စပြီးတောက်ကြစနေတနင်္ဂနွေတနင်္လာနဲ့ပွဲစဉ်တွေက၄ရက်ကာမှာဖြစ်ပြီးပြိုင်ဘက်ဟောင်းနေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်တင်းတို့ကအိုထရာဖိုကထိတ်တိုက်ပွဲစဉ်နဲ့ဒူပရီးမီးယားလိပြိုင်ပွဲကြီးတရားဝင် ဖွင့်လှစ်ဖို့အတွက်ဖီချာတွေချပြလိုက်ပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်